ကမ္ဘာဖလားသမိုင်းမှာမရှိခဲ့ဘူးတဲ့၅ချိန်ထက်ကစားသူတွေဖြစ်တွေ့မြင်ရမယ်မက်ဆီနဲ့စီယော်နဲ့တို့1930ခုနှစ်ကစတင်ကျင်းပခဲ့တဲ့ကမ္ဘာဖလားပြိုင်ပွဲမှာပြိုင်ပွဲနှစ်နှစ်တရာနီးပါးကာလအတွင်းပြိုင်ပွဲအကျအများဆုံးရှင်မြန်ခဲ့ဘူးတာက၅ချိန်ထိသာရှိပြီးကစားသမား6ဦးကရှင်မြန်ခဲ့ဘူးတာပါမက်ဆီကိုကစားသမားတွေဖြစ်ကြတဲ့ဂိုသမဂါဘာချေကွင်းလဲလူကွာဒါတိုနောက်ခံလူရာဖဲမာကွက်စ်ဂျာမနီကွင်းလဲလူလိုတာမာတီးယက်စ်လက်ရှိအာဂျင်တီးနားသင်းကောင်းဆောင်လီယိုနယ်မက်ဆီပေါ်တူဂီသင်းကောင်းဆောင်စီယော်နယ်တို့ကကမ္ဘာဖလားပြိုင်ပွဲ၅ချိန်ရှင်မြန်ခဲ့ဘူးပြီး ်ပူးတွဲဆန်ကျင်တင်ထားကြတာပါ။အီတလီဂိုဒမားဘူဖွန်၊မက်ဆီကိုဂိုဒမားအိုချိုဝါတို့ကတော့ကမ္ဘာဖလားပြိုင်ပွဲ၅ချိန်ရွေးချယ်ခြင်းခံခဲ့ရပေမယ့်၅ချိန်စလုံးကစားခွင့်မရခဲ့ပေ။ဘူဖွန်က၄ချိန်၊အိုချိုဝါက၃ချိန်သာကစားခွင့်ရခဲ့တာဖြစ်ပါတယ်။မနေ့ညက2026ကမ္ဘာဖလားခြေစစ်ပွဲဥရောပဆောင်အုပ်စု F နောက်ဆုံးပွဲစဉ်တွေကိုရှင်းပြန်ကစားခဲ့ကြရမှာပေါ်တူဂီသင်းကအာမေးနီးယားသင်းကိုကိုကိုတကိုနဲ့ဂိုးပြတ်နိုင်ရရှိခဲ့ပြီးတော့ခြေစစ်ပွဲကိုအောင်မြင်သွားခဲ့ပါတယ်။အသင်းကောင်းဆောင်ဆီယိုနယ်တို့ပွဲပယ်ပြစ်ဒဏ်ကြောင့်မပါဝင်နိုင်ခဲ့ပေမယ့်ပေါ်တူဂီသင်းဟာဂိုးပြတ်နိုင်ရရှိခဲ့ပြီး2026ကမ္ဘာဖလားပြိုင်ပွဲကိုရှင်းပြန်ခွင့်ရ ရှိခဲ့ပါတယ်ဒီပွဲမှာပေါ်တူဂီအသင်းအတွက်သွင်းကိုတွေကိုဘရူနိုဖာနန်ဒက်စ်နဲ့ဂျောင်းနေဘတ်တို့ကဟက်ထရစ်သွင်းယူခဲ့ပြီးဖီကာရာမိုးစ်နဲ့ကွန်စီကောင်တို့ကတကိုးစီသွင်းယူပေးခဲ့ကြပါတယ်မင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားချင်းသူများအတွက်ဘော်ဒီဘက်လာပါပြီ 2026ကမ္ဘာဖလားပြိုင်ပွဲကိုဝန်ကုန်ရရှိသွားခဲ့တာကြောင့်လာမယ့်ကမ္ဘာဖလားပြိုင်ပွဲမှာပိုတူဂီသင်းကိုဦးဆောင်မဲ့ဆီယိုနယ်ဒိုကိုတွေ့မြင်ရအောင်ပါပါ။လျိုနယ်မက်ဆီကလည်းလာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲမှာသူပါဝင်ရှင်မြန်ချင်းရှင်းမရှိဆိုတာကိုအတိမပြုနိုင်သေးပေမယ့်ပြောဆိုခဲ့တဲ့စကားအသွာလာတွေအရဒီကမ္ဘာဖလားပြိုင်ပွဲမှာတော့နောက်ဆုံးအနေနဲ့ရှင်မြန်သွားဖွယ်ရှိနေပါတယ်။ဒါကြောင့်2026ကမ္ဘာဖလားပြိုင်ပွဲမှာခေတ်ပြန်ကစားသမားနှစ်ဦးဖြစ်တဲ့ရိုနယ်ဒိုနဲ့မက်ဆီတို့ကိုတွေ့မြင်ရဖို့တည်ကြတလို့ရှိနေပြီးသူတို့အတွက်ဘယ်ကစားသမားကမှပိုင်ဆိုင်ခဲ့ဘူးချင်းမရှိတဲ့6ချိန်မြောက်ကမ္ဘာဖလားရှင်မြန်ချင်းမှတ်တမ်းကိုထူးထူးခြားခြားပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။အာဂျင်တီးနားတဲ့ ဲ့လက်ရှိချန်ပီယံဆွန်းတဲ့ဂုံဘုတ်ကိုကာကွယ်ရမယ့်မက်ဆီနဲ့ကမ္ဘာဖလားမှာအောင်မြင်မှုတစ်ချိန်မှမရဘူးသတင်းကြောင့်နောက်ဆုံးပဲအိတ်နဲ့လွယ်သလိုရယူနိုင်ဖို့ရယူကြိုးစားရမယ့်ရော်နယ်ဒိုတို့ရဲ့အနေထားနေကြောင်း2026ကမ္ဘာဖလားကအပိသက်တွေအတွက်ဆွဲဆောင်မှုကြီးမားနေဦးမှာအမှန်ပါပဲ။